တနင်္ဂနွေနေ့မွေးသွားတော့မင်္ဂလာပါ2025ဇူလိုင်လတရက်ကနေ9ရက်နေ့အတွင်းမှာမုလစီစဉ်တာနဲ့လက်တွေ့ဖြစ်ပေါ်တာဒီခွာဟမယ်ရှင်မန်းထားတာနဲ့လက်တွေ့ဆောင်ရရတာဒီကမတူချမ်းသာနိုင်မယ်စိတ်ရှည်သီးခံရမယ်ရံပတိဘက်ကရင်နဲ့ထိတဲ့တွေ့မယ်ဥတီလိုက်တဲ့နေရာတိုင်းတိုက်ခတ်ရှိမယ်မဖြစ်မနေလုပ်ခဲ့မှုကြောင့်အဆုံးပိုင်းမှာအောင်မြင်မယ် တရက်နေ့တွေမှာရန်တိုက်ခတ်တဲ့ထိတိုက်တွေ့မယ်။နှစ်ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။အဲ့ဒီမှာကောင်းစေကောင်းစွာပြုလိုက်ပါ။ထူးခြားစွာကောင်းခြင်းကံတွေပွင့်လာမယ်။ယောဂကင်းမယ်၊ပြဿနာကင်းမယ်၊အလုပ်စင်ပြေသွားမယ်။သုံးရက်နေ့မှာရပိုင်권နေလက်ဝဲပြန်လဲတောင်းဆိုရယူနိုင်တယ်။လေးရက်နေ့ကတော့လုံးသမျှအစဉ်ပြေမှုတိုးတက်မှုနဲ့အောင်မြင်မှုတွေရှိ။၅ရက်နေ့မှာ အလုပ်ဖို့ကိစ္စဖို့ကြုံမယ်ငွေကုန်ချေးကြများမယ်6ရက်နေ့ကတော့ရံပြဿနာနဲ့ထိတိုက်တွေ့မယ်9ရက်နေ့မှာအရာရာစင်ပြေသောနေထာနဲ့တိုးတက်တဲ့ကံတွေကို ပေါ်ထွန်းမှာဖြစ်ပါတယ်တပတ်တာတွင်ဇာတာပရိသောကြာစနေမွေးသူတွေကောင်းချိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတယ်အနီအောင်ကျသွင်းအောင်ပန်းအောင်တို့ကိုသုံးပါ369ကိုကြတဲ့နေအချိုးပေးပါတယ် ကောင်းခြင်းခံကြမှာများရစေရန်အတွက်အနီယံပန်းပွင့်ကိုဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆန္ဒပြုပါကျေးဇူးတင်ပါတယ်တင်းနယ်လာနေမွေးသူအားလုံးမင်္ဂလာပါ2025ဇူလိုင်လတရကနေ့9ရက်နေ့အတော်တွင်ဟာ ကောင်းသောကံလွှမ်းမိုးနေတယ်ဖြစ်လိုသောဆန္ဒသစ်တွေလက်တွေ့ကောင်ထေပေါ်နိုင်တယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ် နေရာသစ်ဝင်းကျင်သစ်တွေနဲ့ဆက်ဆံရမယ်ပေါ်ပေါက်လာတဲ့ခွင့်ရသစ်တွေကိုလက်တွေသုံးချပြီးတော့ကိုယ်အတွက်ကောင်းသောအချိုးဆက်ကိုရရှိမယ်လူမျိုးပွဲလူမျိုးကြားအချိုးပေးတယ်စိတ်ကူးသစ်နဲ့ဘဝတိုးတက်မှုလမ်းကြောင်းတွေပေါ်ထွန်းမယ်ရှင်ပြိုင်မှုအောင်မြင်မယ်တရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းကိုကြောင်းမယ်နေ့ရက်နေ့အရာရာကောင်းပါတယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲတောင်းဆိုနိုင်တယ်အဲ့ဒီမှာခေါင်းစေးခေါင်းလျှော်ပြုရဲ့ ဘေးပြာကင်းတယ်အနာရောဂါကင်းတယ်။သုံးရက်နေ့ကတော့ငွေကြေးကိစ္စစကားပြောဆိုမှုအောင်မြင်မယ်။လေးရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်မယ်။နာမည်ကောင်းတဲ့ကြော်ကြားခြင်းကိုဖန်တီးနိုင်တယ်။ငါးရက်နေ့မှာအင်တွင်းရေးသူမှုရေးပြဿနာလေးတွေရှိတယ်။အထင်မှားမှုဖြေရှင်းရမယ်။၆ရက်နေ့မှာစမ်းဖွဲ့မယ်။အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်။ခုနှစ်ရက်နေ့မှာခီးကံကောင်းမယ်။ ပစ္စည်းပြောက်တတ်တဲ့ရန်တိုက်ခံကြမှတွတ်တဲ့မှုကိုရှာဖွေရလိမ့်မယ်။ဤကာလအတွင်းတင်းလာနေအင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တင်းကလေးနေ့စနေနေ့မွေးသူများကြောင့်စိတ်နောက်စစ်တေရှိတတ်ပါတယ်။တလေကိုကနန်းနေဂျိုးပေးပါတယ်။အဝါရောင်လေမောရောင်နှုတ်နှစ်ရောင်တို့ကိုသုံးဆွဲခြင်းဖြင့်ကောင်းခြင်းကံကြမ္မာကိုရနိုင်ပါတယ်။ အဝါယံပန်းဝင်လေးတွေဖျားတင်ပြီးလိုရာဆူတောင်းပါဆူတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လလ10ရက်နေ့ကနေစပြီးတော့ခုနှစ်ရက်နေ့တော့တွင်ဟာအထူးကောင်းတယ်မိမိရည်မှန်းတာတဲ့ပို့ပြီးတော့အဆင်ပြေနေမယ်အခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်မယ်ကာလတန်ကြာ စိုင်းငံ့ထားတဲ့လူတွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်နေပြီ။ငွေကြေးရပိုင်ခွင့်နဲ့ဘဝတိုးတက်မှုတွေကတော့အနှစ်သာရပြေဝနဲ့အထင်ရှားရရှိကြိုးပမ်းခြင်း၊ကံမြမားခြင်းနဲ့လိုရာပြည့်စုံခြင်းတွေပဲကိုထင်ရှားစွာပေါ်ပေါက်မဲ့အနေထားရှိတယ်။တရက်နေ့ကအရာရာကောင်းသောနေ့အစဉ်ပြေတဲ့နေ့ဖြစ်တယ်။နှစ်ရက်နေ့မှာ မတော်တဆနဲ့ကျူးဆဲမယ်ရန်တိုက်ခံနေတော့ရှိတယ်။ တမိန်နေရကောင်းစီကောင်းချွတ်ပြွေအထူးကောင်းတယ်အဲ့ဒီမှာကောင်းစီယောဂကောင်းစီကောင်းချွတ်ပြွေယောဂကင်းတယ်အနာကင်းတယ်ဘေးရှင်းတယ်သုံးရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ရေမှန်းချက်တွေကိုအောင်မြင်ဆောင်ရွက်နိုင်မယ်၄ရက်နေ့မှာရပိုင်권နေပြန်လဲတောင်းဆိုနိုင်တယ်၅ရက်နေ့မှာလုံးသမျှအောင်မြင်ခြင်းချိုးဖိခြင်းရှိ၆ရက်နေ့မှာ ကုန်ကြစရိတ်များမယ်သူတစ်ပါးကိစ္စကိုလှုပ်ပြီးတော့အောင်မြင်မယ်ခொနည်းနေ့မှာပြဿနာနှစ်ခုဖြေရှင်းရမယ်ပြီးရင်စင်ပြေသွားလိမ့်မယ်ဒီကာလအတော်တွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေသောကြာနေ့မွေးသူများကြောင့်စိတ်အနှောက်ရှက်ဖြစ်မယ်ရှစ်နှစ်ခွန်ကနန်းနေ့အကျိုးပေးတယ်အနှက်ရောင်အပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့ အလိုရှိရာကိစ္စဆောင်ရွက်ပါသွားလာစဉ်လမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုအလိုဒါနပြုခြင်းမချခဏဆောင်ရွက်ပေးပါယေရှုတည်းမှာဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ2025ဇူလိုင်လ10ရက်နေ့နေ့ခုနှစ်ရက်နေ့တွင်မှာအလौချံရည်ရွယ်ချက်မှန်သမျှအောင်မြင်မယ်ခေခဲအလုံးကိုကျော်လွှမ်းနိုင်မယ် မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မှုလမ်းကြောင်းတင်တဲ့တလန်းသစ်ကိုပေါ်ပေါက်မယ်အတတ်ပညာနဲ့ဘဝတလန်းကိုရမယ်ရှင်ပြန်မှုမှန်သမျှအောင်မြင်မယ်ရင်းနှီးမြုပ်နှံမှုမှန်သမျှမှကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်တရက်နေ့မှာလုပ်ငန်းချဲ့၍ကြိုးပေးခြင်းတိုးတက်ခြင်းရှိမယ်နှစ်ရက်နေ့မှာရန်တိုက်ခံနဲ့ရှင်ပြီးလုပ်ရမယ်သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းချုပ်မယ် လေးရက်နေမှာခီးကံကောင်းမယ်ဥတီကျက်စင်းနဲ့လောက်ခံခြင်းကိုကြုံပေးမယ်၅ရက်နေမှာငွေကြေးလက်လာပါကံကောင်းခြင်းစီးပွားကံကောင်းခြင်းကိုကြုံမယ်၆ရက်နေမှန်းနာတဲ့လက်တွေ့ကွာမယ်စိတ်ပြပန်းသူပြပန်းဖြစ်မယ်၇ရက်နေမှာပေါ်ပေါက်လာတဲ့ခြေနေခွင့်ရင်းသစ်တို့ကိုလက်တွေ့သုံးချပြီးတော့ဘဝတိုးတက်မှုနဲ့အလုံးအောင်မြင်မှုတို့ကိုစနစ်တကျဖန်တီးရရှိနိုင်တယ်တနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ် ။တနည်းငယ်တွေနဲ့ဗုဒ္ဓနဲ့မွေးသူတွေဒုက္ခပေးတတ်တယ်။လေးနှစ်ခုန်ကန်းတွေကျိုးပေးတယ်။အညိုရောင်ပြာရောင်နုနေအောင်တို့ကိုဝစ်စင်သောဆွဲပြီးအလိုရှိရဒုက္ခမှာ။ဇူလိုင်လ2ရက်နေ့ကောင်းစီကောင်းရှော့ရက်ကောင်းဖြစ်ပါတယ်။အဲဒီနေ့မှာကောင်းစီကောင်းရှော့ပြုခြင်းဖြင့်အနာယောဂကင်းခြင်းဘေးကင်းခြင်းရန်ကင်းခြင်းအစဉ်ပြေခြင်းတွေရှိမယ်လက်တွေ့သုံးချကောင်းခြင်းခံကိုရယူနိုင်ပါတယ် ကျေးဇူးတင်ပါတယ်ကြာသာပတင်းနေပွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်အရဝင်းနဲ့ဆက်သက်သောလုပ်ကြိုးပေးမယ်ရင်းနှီးသူများတဲ့စကားများတဲ့အတွေးခေါ်ယူဆမှတ်သမျှသူတော်မနဲ့မတူကိုရည်တည်ချက်နဲ့ကိုလှုပ်တာကြိုးပေးတယ်အကျွေးမြအောင်ပြန်တောင်းခံတယ်ရပင်ခွင့်နဲ့ပြန်လဲတောင်းဆိုနိုင်တယ် တရက်နေ့မှာလုံးသမျှအစဉ်ပြေမယ်ရန်တက်ခံတဲ့ရှင်ပြီးလောက်မယ်ဒါပေမဲ့အားလုံးအဆုံးပိုင်းမှာကောင်းမယ်နှစ်ရက်နေ့မှာငွေရေးကြေးခံကောင်းမယ်လက်ဖွဲ့မယ်ခေါင်းစည်းကောင်းချော်ပြုတ်၍အနာရောဂါကင်းမယ်သုံးရက်နေ့ကရှင်ပြိုင်မှုမှာသမျှအမြင်ချင်းဘဝတိုးတက်ခြင်းကံကိုကြုံမယ်လေးရက်နေ့မှာရန်တက်ခံတဲ့ရှင်ပြီးလောက်ရတဲ့စာဝတ်စာတန်ငွေကြေးလက်ပြောင်းလက်လွဲသတိထားမရနေရတော့စိတ်ချမ်းသာတဲ့အရာရာဆင်ပြေမယ်လိုရာပြည့်စုံမယ်6ရက်နေ့မှာအရွယ်ဝေးကောင်းသောသတင်းစကားကြားမယ်ခီးသွားရင် အကျိုးရှိပဲခொနည်းနေ့မှာငွေကြေးလက်လာပါကံကောင်းခြင်းအလိုဆန္ဒပြည့်စုံခြင်းတွေကိုကြုံတွေ့မယ်တနေ့ကတွင်နေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနေ့လာနေ့ကြာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနအကျိုးပေးတယ်အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုဝေ့ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါစပယ်ပန်းဖျားလူလိုရာဆုတောင်းမှဆုတောင်းပြည့်မယ်ယေရှုတည်ပါတယ်တောက်ကြနေ့မွေးသူအားလုံး မင်္ဂလာပါ2025ဇူလိုင်လ10ရက်ကနေ9ရက်နေ့အတွင်းမှာရန်တိုက်ခံနေရှင်ပြီးလောရမယ်တပားသူနဲ့မတူတဲ့ရွှေတော်နေရာနေလုံရင်အောင်မြင်မှုကိုရသလိုကိုဖြတ်သန်းလမ်းကြောင်းတွေမှာလည်းအနောက်ဆက်တာစီတိုက်ခံနေရှိမယ်ငွေကြေးပေးယူခင်းဆက်ရမယ်စာရင်းစာတန်ကိစ္စသတိထားရမယ်လူလိန်လူကောက်သတိထားရမယ်သူတပားကိုယုံပြီးလွဲပြီးဘာမှမလုပ်ပါနဲ့ တရနေ့မှာအလင်းငညာခန်းတာသတိထားမယ်လူရှုပ်တင်နေတွေ့တတ်တယ်။နေ့ရက်နေ့အရာရာဆင်ပြေပြီးကောင်းခြင်းရှိလာတယ်။အဲ့ဒီမှာကောင်းစေကောင်းစွာပြည့်ဝတဲ့အထူးကောင်းတဲ့ရက်ကောင်းဖြစ်တဲ့အနာရောဂါကင်းပေးဥပကင်းတယ်။အသုံးရက်နေ့မှာတော့ခရီးကံကောင်းမယ်ပြောင်းလဲမှုရှိမယ်ပစ္စည်းပြောက်တဲ့သတိထား။လေးရက်နေ့မှာဝေးကြီးလက်လာပကံဘဝကံတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းကိုကြုံမယ်။ 9ရက်နေ့မှာရံပတိဘက်ကနေနဲ့ထိတိုက်တွေ့တတ်တယ်။အနှောင့်အယှက်တွေနဲ့ရှင်ပြီးမှအောင်မြင်မယ်။6ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်၊ရင်မကြအောင်မြင်မယ်။9ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်။ကြာသပတိနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးစုတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့အင်္ဂါနေ့မွေးစုတွေဒုက္ခပေးတတ်တယ်။9နှစ်9ခန်းနေ့ကျိုးပေးတယ်။အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့က သုံးပြီးလိုရာရှိရာအလိုရှိရာကိစ္စဆောင်ရွက်ပါ လက်ကင်ဘွားဖြူတတဲမွေးနှံသာဖြန့်ပြီးလူနဲ့ဆောင်ခြင်းဖြင့်ကောင်းခြင်းကံတွေရပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇူလိုင်လ10ရက်နေ့ညနေ9ရက်နေ့တော်တွင်ပါအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးကွဲအကျိုးပေးမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ရတဲ့ အစင်မြင့်ဘဝတိုးတက်မှုနဲ့အလိုဆန္ဒပြည့်စုံခြင်းတွေကိုဖန်တီးရယူနိုင်တယ်။ပစ္စည်းပြောက်တတ်တယ်။အပြောင်းလဲနဲ့တိုးတက်မှုကံပွင့်မဲ့ခက်ခဲဖြစ်ရှင်းနိုင်တယ်။တရက်နေ့မှာခရီးကံကောင်းမဲ့သူမျိုးခွဲချိုးပေးမယ်။နှစ်ရက်နေ့မှာငွေရေးချေးကံကောင်းခြင်းလက်ဖွင့်ခြင်းကြောင့်၃ရက်နေ့မှာရောင်းမဝယ်မဖြစ်တတ်တဲ့အသေးစားထိခိုက်မှုကိုစားရမယ်။၄ရက်နေ့မှာပေါ်ပေါက်တဲ့ခွေရည်တွေကိုလက်တွေ့ဆောင်ရွက်နိုင်တယ်။အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တယ်။ မားရနေ့မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တယ်လို့ချိုးပြီး6ရက်နေ့ကရှင်ပြိုင်မှုမှာသမောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုကြုံ9ရက်နေ့မှာအရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တယ်လို့ချိုးပြီးကြာသာပတိနေ့ဘုထုနဲ့စနေနေ့ဝိသုတွေကောင်းချိုးပေးမယ်တနင်္ဂနွေတနင်္လာဝိသုတွေဒုက္ခပေးတတ်တယ်ခွန်း၅ကိုကနန်းနေအချိုးပေးတယ်အစိမ်းရောင်ပြရောက်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ အိမ်မှာရှိနေတဲ့စပ်ပြဘူးကွန်အဟောင်းတွေသွားတိုက်ဆေးဘူးခိုးအဟောင်းတွေရှောက်ပွေးဆွန့်ပြလိုက်ပါအညာခင်ပြီးကောင်းခြင်းကံတွေပေါ်ပေါက်ပါမယ်ယေရှုတည်ပါ